ကရင်အမျိုးသားရေးနဲ့ပတ်သက်ပြီးပြက်ပြက်တသားရက်တည်ပြီးတော့မှဒီကရင်ပြည်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ချင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည် အကြမ်းစစ်ကောင်စီရဲ့အခြေအနေကနောက်ဆုံးရောက်သွားတဲ့အနေအထားမျိုးနောက်ဆုံးအခြေအနေဒီသူကရောက်နေပြီရောက်နေပြီဆိုတဲ့အခါကျတော့ဒီထွက်ပေါက်ပိတ်နေတဲ့လူကသူကထွက်ပေါက်ပွင့်အောင်သူတခုမှောက်တခုကသူကအဲ့လိုဖောက်ထွက်ပြီးသူကရှာတော့မဲ့အနေအထားမျိုးသူကလောက်တာအဲ့တော့မင်းရောက်လာရရှာသွားတဲ့အခါမှာဘသူတွေပါသွားလဲအဲ့ဒါသိအရေးကြီးရယ်နော် အကြမ်းမဲ့စစ်ကောင်စီမရောက်လိုက်ရုရှားသွားတဲ့အခါမှာဘသူတွေပါသွားတယ်လဲဘယ်ပုံကူတွေပါသွားတယ်လဲဆိုတဲ့အချက်လက်တွေကအင်မတန်အရေးကြီးတယ်မြန်မာနိုင်ငံမှာဟိုမြန်မာနိုင်ငံမှာအခုဒါကျွန်တော်တို့ချင်းဆိုလို့ရှိရင်လည်းဒါเนาะချင်းပြည်နယ်ဆိုလို့ရှိရင်လည်းဒါအိမ်ပြန်နေနဲ့အနေထားမျိုးအသွင်ပြင်နေဒါကျွန်တော်တို့တွေ့လာရသလိုရခိုင်ပြည်နယ်ဆိုလို့ရှိရင်လည်းအောင်ပွဲရတဲ့အနေထားမျိုးတွေဒါကျွန်တော်တို့တွေ့လာရတယ်ကချင်ပြည်နယ်ဘက်ဆိုလို့ရှိရင်လည်းတကယ်ကိုအကြမ်းဖက်စစ်ကောင်စီဖောက်ထွက်လို့မရတဲ့အနေထားမျိုးကို ဒါဟိုကိုင်တွင်နိုင်တဲ့အနေအထားမျိုးတွေ့ရတာပေါ့နော်အဲ့လိုမျိုးအဲ့တော့ဟိုနည်းနည်းယူပေါက်ဖြစ်နေတာကတော့ကရင်ပြည်နယ်ဘက်မှာကတော့ယူပေါက်ဖြစ်နေတယ်ကရင်ပြည်နယ်ဘက်မှာယူပေါက်ဖြစ်တာဘာကြောင့်ယူပေါက်ဖြစ်တာလဲလို့ပြောပြမယ်နော်ဟိုဒီအချမ်းပတ်စက်ကောင်စီတွေနဲ့ပတ်သက်ပြီးတော့မှဟိုပေါ့ပေါ့တန်တန်ဆက်ဆံလို့ဒါကရင်ပြည်နယ်မှာယူပေါက်ဖြစ်တာလို့ပဲဒါကျွန်တော်တို့ကသုံးသပ်ပြရစီ เนาะอาจารย์มัสสิกองซีโออเมยเนอเมยเนอเมยเนชั่วๆปอบๆสัสสันเนชั่วๆปอบๆบาเปียวรู้เลยซอตะเกร่อดีสึกโกสึกหลุเมียนพี่รอมาฉိတ်เมซอโลชิงเนาะดาจันเราดีเป็ดต้าผู้ด้วยกูโลอัดเดအခုဆိုလို့ရှိရင်တပြေးပြေးတပြေးပြေးနဲ့ဟလာဒီနေ့ဆိုလို့ရှိရင် KNU တက်မှခေါ်မှရှိနေတဲ့ဒါကျွန်တော်တို့ဒါเนาะပြင်ပူချုပ်တယောက်ရဲ့အိမ်เนาะအိမ်ကိုလာပြီးတော့မှ ဒါကျဲချလိုက်တယ်ဆိုတော့အနေထားမျိုးတွေအာဒါတွေ့ရတယ်တွေ့ရတဲ့အခါကျတော့ကဲဒီချိန်မှာကျွန်တော်တို့တွေကမေးခွန်းမေးစရာ ရှိတယ်ပေါ့နော်ကဲစောချစ်သူကတက်မခွန်မှာရှိနေတဲ့ဒီလိုမျိုးကိရင်ပြည်နယ်နဲ့ပတ်သက်တဲ့အကြီးကြီးတယောက်အိမ်ကိုလာကျဲတဲ့အခါမှာစောချစ်သူဘာလုပ်နေတာလဲစောချစ်သူကမကကွယ်ပေးဘူးလားစောချစ်သူဘာထိုင်လုပ်နေတာလဲမေးခွန်းမေးစရာအကြောင်းအများကြီးရှိတယ်နော်ဘာပြောလို့လဲစောချစ်သူသူကိရင်မဟုတ်ဘူးလားသူကိရင်မဟုတ်ဘူးလား ဒါကျွန်တော်တို့မေးကုန်မေးစရာအကြောင်းရှိတယ်เนาะကျွန်တော်တို့ကကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့မှလူငယ်တွေကဟိုဘယ်လိုပြောပြမလဲလူငယ်တွေကလေအမုန်းခံပြီးပြောတဲ့ပြောကြတာပေါ့နော်ဘာဖြစ်လို့အမုန်းခံပြီးတော့မှဒီကရင်ပြည်နယ်ဘက်ကိုအများကြီးပြောကြတာလဲဆိုတော့ကရင်ပြည်နယ်ဘက်ကိုအယံကိုအောင်မြင်စေချင်တာဖြစ်တွန်းစေချင်တာတော်လန်ကြီးရဲ့ပထမဦးဆုံးသောဖြတ်တန်းခဲ့တဲ့ပြည်နယ်တစ်ခုလည်းဖြစ်တဲ့အတွက်ကြောင့်ကရင်ပြည်နယ်ဆိုလို့ရှိရင်ဟို အောင်မြင်စေချင်တဲ့ဘယ်အရာမဆိုစကားဆန်းနဲ့ပတ်သက်လာလို့ရှိရင်ရန်ငါးပြက်ပြက်ပြီးတော့မှကြိတ်လိုက်တာကိုပဲလိုချင်တာအဲ့လိုမျိုးအသွင်အပြင်းမျိုးကရင်ပြည်နယ်နဲ့ပတ်သက်လာလို့ရှိရင်ပြက်ပြက်တသားနဲ့ဂိုင်းတွေ့ဖို့အဲ့လိုမျိုးတွန်းအားတွေလိုချင်တာအခုစောချစ်သူကိုကျွန်တော်တို့ကမေးခွန်းမေးချင်တယ်နော်ဒီတက်မခေါ်မှာရှိနေတဲ့ဒါကျွန်တော်တို့ဒီနော်ဒီအကြီးကဲတယောက်ရဲ့အင်ကိုအချမ်းမဆက်ကောင်စီကလာပြီးတော့မှဘုံကျတဲ့အခါမှာ तू မကာကွယ်ပေးဘူးလား तू မကာကွယ်ပေးဘူးလား နော်သူမကကွယ်ပေးဘူးလားဘာဖြစ်လို့သူတို့လက်ပိုက်ကြည့်နေကြတာလဲအဲအဲ့အရာမျိုးပေါ့နော်ဒါကျွန်တော်တို့အဲ့တော့ပြောချင်တာတခုကကရင်ပြည်နယ်မှာကဟိုကရင်အဖွဲ့တွေကတော့အများကြီးရှိတာပေါ့နော်ဒါပေမဲ့ကရင်ကကရင်ပဲကရင်ပဲကျွန်တော်တို့မြင်တယ်နော်အဲ့တော့အဖွဲအဖွဲအစည်းပေါင်းမြောက်များစွာရှိတော်ညာလည်းပဲကရင်မကကရင်ပဲ DGB လည်းကရင်ပဲ KDLA လည်းကရင်ပဲ KNLA လည်းကရင်ပဲ PC လည်းကရင်ပဲနော် BGF လည်းကရင်ပဲဒါမှမဟုတ်ဘာစိတ်တက်တစ်ခုလိုတာလဲဆိုတော့ဒီနယ်ကိုစော်ကားမော်ကားလုံနေတဲ့အကြမ်းမဆစ်ကောင်စီကိုပြက်ပြက်တတ်တာနဲ့စုပေါင်းပြီးတော့မှတွန်းလန်ဖို့အတွက်စိတ်တက်လေးတစ်ခုပဲလိုတာ ဲ့တော့၄နှစ်အတွဲမှာကင်းနေတစ်ဖွဲ့နဲ့တစ်ဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့မညီညွတ်အောင်ဒီအကြမ်းမတ်စစ်ကောင်စီကသွေးခွဲခဲ့ပြီးသွားပြီနော်အကြမ်းမတ်စစ်ကောင်စီကသွေးခွဲတဲ့အောက်မှာကရင် အမျိုးသားရေးအဖွဲ့အသီးသီးကလည်းလိုက်ပါခဲ့ပြီးသွားပြီကဲအဲ့ဒါဆိုလို့ရှိရင်အခုအကြမ်းမတ်စစ်ကောင်စီတွေဘက်ကဒီလို drone တွေပါနေနဲ့ကရင်အကြီးကဲတယောက်ရဲ့အိမ်ကိုလာပြီးတော့မှချတယ်ဆိုကြဲကူက ကဲစဉ်းစားတော့အဲ့တော့အချမ်းမဲစစ်ကောင်စီမင်းအောင်လိုင်းကရုရှားကိုသွားတဲ့အပိုင်းအောင်ကျွန်တော်ကြည့်အောင်ရုရှားကိုသွားတဲ့အခါမှာမင်းအောင်လိုင်းအာနာစသိန်းတုံးကလေ तू က तू तू ခေါ်တွေ့တဲ့အဖွဲ့တွေရှိတယ်အဲ့ဒါကမြန်မာနိုင်ငံမှာခရိုနီတွေပေါ့နော်အဲ့ဒီခရိုနီဒိတ်ဒိတ်ကျဲခရိုနီတွေကို तू ခေါ်တွေ့တယ် အဲ့ဒီတဲကလူတွေကို selection ရွေးထုတ်ပြီးတော့မှသူယုံကြည်စိတ်ချရဇုံတော်သူတွေကိုခေါ်ပြီးတော့မှရုရှားကိုသွားတယ်။သွားတာလေယူတာတော့သွားခြင်းမျိုးမဟုတ်ဘူး။ရုပ်မာဖို့အတွက်သွားတာ။မင်းအောင်လိုင်ကအသက်ပြင်းနေတော့လူလေးကပို့တလောင်ညံ့ပြေးတယ်။ဒါပေမဲ့သူ့ပုံစံကြည့်ကြည့်လိုက်။သူယုံမာဖို့အတွက်သွားတာ။နောက်ဆုံးသူတို့ဝိုင်းယုံမာကြမယ်။ เนาะငါတို့အာနာဝိုင်းမင်းအောင်လိုက်တောက်တဲ့အာနာတော့တိမ့်တာမဟုတ်ဘူးခရိုနီတွေအာနာချင်းတွေအကုန်အများကြီးပါတယ်အကုန်ဝိုင်းတိမ့်ကြတာเนาะဒီပွဲอ่ะเนาะသူကျွန်တော်တို့ကလေးနှစ်တာလုံးမှာမင်းအောင်လိုက်ကိုတယောက်ကိုပဲတဲပြီးတော့ဆဲကြတယ်ဆိုကြတယ်ဇိုးဝင်ကိုဆဲကြတယ်ဆိုကြတယ်အဲ့လိုမျိုးဟာတယ်ဒါဆွဲထုတ်တက်ရမယ်เนาะဆွဲထုတ်တက်ရမယ်ကျွန်တော်ကလေကြောက်တင်ပုံရှိလို့ရှင်ကြောက်တင်ပုံနဲ့ကျွန်တော်ကအကုန်လုံးဒီຫນွေဥတော်လိုက်အဆောက်ဆန္နာပြခြင်း ပြီးမင်းရောက်လိုက်ဘယ်လိုလူတွေကိုခေါ်တွေ့တာပြီးတော့မှအဲ့ဒီမှာ ကျွန်တော်တို့ကဘယ်လိုဘယ်လိုဖြစ်ပြလာတာအကုန်လုံးကျွန်တော်ဒီကြောက်တင်ပုံလေးနဲ့ကျွန်တော်အကုန်လုံးပြန်ဆွဲပြီးတော့မှပြန်ပြီးတော့ကျွန်တော်ရှင်းပြတတ်တယ်။ဘာဖြစ်လို့ရှင်းပြတတ်လဲဆိုတော့ဒီຫນွေဥတော်လိုင်းရေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကအစတော့ဒီလို speed အောင်မပြောတတ်ဘူး။ကျွန်တော်ကဆော့ပင်လေးတွေနဲ့ခဲတန်းလေးတွေနဲ့ဆော့ပင်လေးနဲ့ရေးပြီးတော့မှကျွန်တော်ရှင်းပြခဲ့ရင်းနဲ့ကျွန်တော်ကဒါပါဝင်ခဲ့တာတော်လန်ခဲ့တာအဲ့တော့ကျွန်တော်ကအကုန်လုံးအလွတ်ရတယ် ဟိုမှာကျွန်တော်ရဲ့ဒီဟိုချက်ပါလေးထဲမှာဆိုလို့ရှိရင်တွန်လိုင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဆန္ဒပြတော့မှမှတ်တမ်းလေးတွေအစားအကုန်လုံးတင်တာအဲ့တော့ရန်ကုန်မြို့မှာရန်ကုန်မြို့မှာလူငယ်တွေဆန္ဒပြတယ်မန္တလေးမြို့မှာလူငယ်တွေဆန္ဒပြတဲ့အချိန်မှာအကြမ်းမဲ့စစ်ကောင်စီမင်းအောင်လိုင်းနဲ့ပူးပေါင်းနေတဲ့အဖွဲ့တွေကနော်သူတို့တွေကအစည်းအဝေးထိုင်တယ်မင်းအောင်လိုင်းနဲ့တွားတူတဲ့အဖွဲ့တွေရှိတယ်ခရိုခရိုနီတွေပေါ့နော်ခရိုနီအဖွဲ့တွေဒိတ်ဒိတ်ကျဲတွေပေါ့နော်အဲအဲ့ဒီအဖွဲ့တွေအဲ့ဒီအဖွဲ့တွေကတွားတူတယ် အဲ့ဒီအဖွဲ့တွေက selection ရွေးပြီးတော့မှ rush out မင်းအောင်လိုင်းခေါ်သွားတာယူသားတော့ခေါ်သွားခြင်းမဟုတ်ဘူးသူတို့မှနောက်ဆုံးထွက်ပေါက်ပိတ်အရင်ရုံမှလို့ရအောင်ကိုသူတို့မရရတဲ့နီးနဲ့သူတို့ရုံမှကြမယ်ရုရှားနဲ့ပေါင်းပြီးရုံမှကြမယ်ဆိုတဲ့အကွက်သူတို့မှရှိတယ်အဲ့ဒါသတိထားဖို့အဲ့ဒါကြောင့်မလို့အဲ့တော့အခုဒါဆိုလို့ရှိရင်အဖြူအမဲတဲကွဲသွားပြီเนาะအခုအဲတဲကွဲသွားပြီဆိုတော့ ကရင်အမျိုးသားရဲ့အဖွဲ့တွေအားလုံးကစီလုံးမှရတော့မှာစီလုံးမှရတော့မှာเนาะစီလုံးမှရတော့မှာစီစီလုံးလုံးနဲ့ကျွန်တော်တို့အားလုံးကစူပေါင်းမှရတော့မှာကြားပြန်ကိစ္စကိုကျွန်တော်တို့ကပြောမယ်ကြားပြန်ကိစ္စကကြတော့တရုတ်တရုတ်ရဲ့ပြဿနာတရုတ်ရဲ့ပြဿနာเนาะတရုတ်ရဲ့ပြဿနာဒါပေမဲ့အခုဒီနေ့ဒီချိန်မှာကျွန်တော်တို့ကြားသိရတဲ့တမခုံရဲ့ ိစ္စနဲ့ပတ်သက်တဲ့ပြဿနာကြတော့ကရင်အမျိုးသားကြီးတွေနဲ့ပတ်သက်ပြီးတော့မှစိန်ခေါ်တဲ့ပုံစံလိုမျိုးတော့ဖြစ်သွားတယ်။နော်တော့ပြီးတော့ချိန်လိုက်တာ။ကဲကရင်အမျိုးသားကြီးအဖွဲတွေဘာလုပ်ကြမလဲ။နော်တမခွင်ကြီးဖြစ်နေတာပါကွာ။တမငါးကနေပြီးတော့မဟာဟာဆိုထိုင်ကြီးလို့မရဘူး။တမခွင်ကြီးဒီလိုကြီးဖြစ်သွားတာပါ။နော်ဟိုဘက်က PC ဘက်ကလည်းဟာတမခွင်ကြီးဒီလိုဒီလိုဖြစ်တော့ဆိုတော့ပြီးတော့မှရီလို့မရဘူးကရင်အချင်းချင်း ဘာလို့ရတော့မှလဲဆိုလို့ရှိရင်စီးလုံးရတော့မှအဲ့ဒါကြောင့်ကျွန်တော်မေးခွန်းမေးတာနော်တမခွန်မှာရှိနေတဲ့အကြီးကြီးတယောက်ရဲ့အိမ်ကိုဒီလိုစော်စော်လိုက်တဲ့အခါမှာစော့ချစ်သူကကျွန်တော်ကာကွယ်ပါမယ်ကျွန်တော်အရှိရနေမမမမချိန်ပုံးပါမယ်ကျွန်တော်အရှိကနေပါမှဒီအကြမ်းဒီအကြမ်းမစစ်ကောင်စီတွေကိုတိုက်ပြပါမယ်ဆိုတော့အဖန်ကြီး तू မထွက်ပြဘူးလားဒါမျိုးတွေပေါ့မိကောင်ကဟုတ်တော့ ။ तू မတိုက်ပြဘူးလား။ तू မကာကွယ်ပြဘူးလား။နော်။အဲ့တော့ပြောချင်တာတကွာဒီအချိန်မှာကျွန်တော်တို့တွေအားလုံးကကင်းရဲ့အမျိုးသားရဲ့အလံနော်အဲ့ဒီအောက်ကနေပြီးတော့မှညီညွတ်စွာနဲ့ကျွန်တော်တို့တွေကဒီအာနာရှင်ကိုအကုန်ပိတ်လိုက်ရအောင်။တွားဖြတ်เสียရှိတာအကုန်ဖြတ်လိုက်တော့မြောက်ရီမြို့မှာစကားစဒလန်တချိုးတွေတပုံကြီးပဲ ကျွန်တော်တို့အစကတည်းကအမုန်းခံပြီးပြောပြတယ်။လင်းရင်နေခေါ်လာလဲဒီမြောက်ရီမြို့ထဲမှာရှိတယ်လို့နော်ဒီဒီနေရာတွေမှာလင်းရင်နော်မိနစ်20အတွင်းရောက်အောင်ကိုခေါ်တာကျွန်တော်တို့မြေပြင်ဒီဆင်းတယ်နော်စကားဆာနဲ့ပတ်သက်တဲ့လူတွေကိုဖမ်းမိတဲ့လူတွေကိုကျွန်တော်တို့ကိုယ်တိုင်ပဲအင်တာဗျူးတယ်သူတို့ကိုယ်တိုင်အကုန်ပြောသွားပြီးသွားပြီးလင်းရင်ခေါ်လို့ရှိရင်မိနစ်20ပဲအဲ့ဒီလူတွေက ဘလူလူတွေကိုအကြောင်းကြားတယ်ဘလူလူတွေကိုအကြောင်းကြားတယ်ဆိုတာသူတို့ကိုယ်တိုင်အကောလုံးမှတ်တမ်းနဲ့ကျွန်တော်တို့အကောလုံးကခြားပြခဲ့ပြီးသွားပြီကျွန်တော်တို့ကဒီတော်လန်ရေးမှာကရင်ပြည်နယ်ကိုကရင်အမျိုးသားရေးတွေပြန်လဲပြီးတော့မှအပြေဝကြီးဆိုးနိုင်တာကိုပဲလိုချင်တာစကားဆိုင်ရဲ့ရုပ်သေးရုပ်ကျိုးဆွဲရကားတဲ့အထင်မှာပါစေခြင်းနဲ့မျိုးဆက်တစ်တွေမဟုတ်ဘူးပြီးတော့ကျွန်တော်တို့ကမြေပြင်ဆင်းတဲ့အခါမှာကျွန်တော်တို့ကတတိထားရတဲ့အချက်က ဒီတော်လိုင်းကလေးတွေကိုထိုင်းလာဝါကပကနေပြောမှာအဲ့မှာသူတို့ကဖမ်းမိပြီးတော့မှာဟိုဘက်မှာ BGF ဘက်မှာသွားပြီးတော့မှာတုံကန်ရတဲ့အခါမှာနိုင်မောင်ဇော်ဟလာမဆာမနာစကားဆာရဲ့လက်ထက်သွား apply တယ်အဲ့အချိန်မှာနိုင်မောင်ဇော်အယံနာကြည့်တယ်မုံလဲမုံတယ်တန်ရာကျွန်တော်တို့ဒီနေ့ဒီချိန်ရင်ထဲမှာဖြေသိမ့်မနိုင်ဘူးနိုင်မောင်ဇော်မျက်နှာကိုတွင်းယွန်းတယ်ဘာဖြစ်လို့ယွန်းလဲဆိုတဲ့အခါမှာ ကလေးတွေကနာကြီးစိတ်တွေနဲ့အာနာရှင်ကိုတော်လန်နေတဲ့အချိန်အတွင်းမှာเนาะသူတို့ဟိုဟိုထိုင်းဘက်ကိုတက်ပြီးတော့မှစေကူးဖို့အတွက်လုပ်နေတဲ့အချိန်အတွင်းမှာထိုင်းလာဝါကမှမိပြီးတော့မှဟိုဒီရွှေကုတ်ကဘက်ကိုသွားတော့တဲ့အခါမှာထွက်ပြေးတဲ့ကလေးကိုခမရတို့ပြစ်တယ်เนาะဒဏ်ရာရတယ်ပြီးတော့စကဆလက်ထဲကိုခမရတို့ထိုးကျွေးလိုက်တယ်အဲ့ဒီချမ်းနေစပြီးကျွန်တော်တို့မျိုးဆက်သစ်တွေကငါတို့မျိုးဆက်သစ်တွေအတွက်နားကိုလိုရတဲ့နေရာတိန့်ချောင်လိုရတဲ့နေရာတော့ငါတို့လုံးမရတော့မဲဆိုပြီးတော့မှ ဆုံးဖြတ်ချက်ကိုချပြီးတော့မှကျွန်တော်တို့ကနားကိုဖို့အတွက်ကိုကျွန်တော်တို့လောက်ရတာမြေပြင်ကိုဆင်းရခြင်းရဲ့ရည်ရွယ်ချက်တွေကဒီရွယ်ချက်တွေပဲဒါပေမဲ့ဒီလိုလူငယ်လေးတွေကသူတို့တွေမှာမရှိမဲ့ရှိမဲ့ခွန်အားတွေနဲ့လှုပ်လာခဲ့တဲ့အရာတွေကအချိန်တန်တော့အတီးအပွင့်ထွက်တယ်နော်အဲ့ဒီအချိန်မှာစောချစ်သူတို့ကကြားဖြတ်နေနဲ့ตายာနေတယ်ရွှေကုတ်ကူတွေနဲ့ตายာနေတယ်ခင်ဗျားတို့ဒီဒီအာခင်ဗျားတို့တရုတ်တရုတ်ကြားဖြတ်ခေါင်းဆောင်တွေက ပေးတဲ့လက်ဆောင်တွေနဲ့ခင်ဗျားတို့ကရင့်မှုနေတဲ့အချိန်ဒါပေမဲ့ခင်ဗျားတို့ဒီအချိန်မှာပြန်ပြန်စဉ်းစားရင်ခင်ဗျားတို့ခွေးဖြစ်တာပဲအနောက်ခင်ဗျားတို့အောင်မြင်လားဒီကြားပြန့်လုပ်ငန်းဒီရွှေကိုကိုလုပ်ငန်းနဲ့ပတ်သက်ပြီးခင်ဗျားတို့အောင်မြင်လားဆိုခင်ဗျားတို့ခွေးဖြစ်တာပဲအမှန်တမ်းပြောပြရင်ဒါရိုင်းတာတော့မဟုတ်ပေါ့နော်ခွေးဖြစ်တာပဲလူငယ်တွေကဒီစစ်အာဏာရှင်လက်အောက်ကနေပေါ်မှာယုံထွက်ဖို့အတွက်ယုံပြနေတဲ့အချိန်တုန်းကခင်ဗျားတို့ကကြားဖြန့်ကိုနေရာပေးပြီးတော့မှ တကူကောင်းဆန့်ခဲ့တာတကူကောင်းဆန့်ခဲ့အဲ့တော့ဒီနေ့ဒီချိန်မှာကတော့ခမရတို့ကိုအကြမ်းမဲ့စစ်ကောင်စီကအကြီးမားဆုံးသောရုံမှမူလာပြတာပဲတပ်မခေါ်ပါအဲ့တော့စောချစ်သူအနေနဲ့ကဘာလုပ်မှလဲအဲ့တော့စကားစကားလေးပေးကျွေးတယ်ဆိုတာအမြဲတမ်းသူတို့မှာကနောက်ကျောဓာတ်နဲ့ထိုးဖို့အတွက်ကအမြဲတမ်းအဆင်သင့်ရှိတယ်အဲ့တော့ကရင်လူမျိုးဆိုတာက ကရင်အမျိုးသားရေးအတော့ကိုစီစီလုံးလုံးနဲ့ရှိဖို့တော့ကအင်မတန်အရေးကြီးတယ်။ကျွန်တော်တို့ကကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့မှကရင်လူမျိုးတွေရဲ့စစ်ပေးရှောင်နေရာတွေသွားရခဲ့ရတယ်။သူတို့တွေရဲ့ဘဝတွေနောက်ဆုံးကြားဖြတ်နေမှာစောချစ်သူတွေကပျော်မြူးနေတဲ့အချိန်မှာကျွန်တော်တို့တွေကကရင်ရွာတွေကရွာတွေကိုဆုံးခွာပြီးထွက်ပြေးလာတဲ့เนาะဒီကျွန်တော်တို့ကရင်အမျိုးသားကလေးတွေဟလားသူတို့ကိုကျွန်တော်တို့ကရေတွေသွားပို့ရတယ်စားစရာတွေသွားပို့ရတယ် เนาะအဲ့လောက်ထိတော့မှကျွန်တော်တို့လှုပ်ခရရတဲ့အချိန်မှာစောချစ်သူတွေကကြားဖြတ်နေနဲ့ပျော်ရွှင်လို့မြူးလို့ပေါ်ကောင်းတော့ခင်ဗျားတို့ကာစီနိုတွေနဲ့ခင်ဗျားတို့တွေဒီမြူးလို့ကောင်းတော့ခင်ဗျားတို့ဟိုဘက်တွေမှာเนาะဖဲရိုက်လို့ကောင်းတော့ကာစီနိုတွေနဲ့လောင်းကစားတွေနဲ့ခင်ဗျားတို့ပျော်လို့ကောင်းတော့ဒါပေမဲ့ဒီနေ့ဒီအချိန်မှာ result ကိုပြန်ကြည့်မယ်ဆိုလို့ရှင်အကြမ်းဆစ်ကောင်စီခင်ဗျားတို့ကိုလာချပြီเนาะရာချပြီရာချပြီဆိုလည်းပဲပါသူက ရုရှားကို तू ကထိုးကျွေးလိုက်ပြီလေရုရှားနဲ့ तू ပူးပေါင်းပြီလေပူးပေါင်းပြီးတော့မှကျွန်တော်တို့ပြည်တွင်းစစ်မှာသူတို့တွေကဖိပြီအဲ့တော့ကျွန်တော်တို့တွေအားလုံးကဘာလုပ်ရမှာလဲကရင်အမျိုးသားကြီးတွေအားလုံးကစူးစီးရတော့မယ့်အချိန်ဖြစ်ပါတယ်နေက DKBA မို့လို့နေက PC မို့လို့နေက BGF မို့လို့နေက KTLA မို့လို့နေကဟိုဟာမို့လို့ကျွန်တော်တို့တော့ခွဲလို့မရတော့ဘူးဒီချိန်မှာ ကျွန်တော်ဒီချိန်မှာခွဲလို့ရှိရင် EAOS တွေကိုအားကိုးတကြီးနဲ့အမြဲတမ်းရှိနေတဲ့ကျွန်တော်တို့ပြည်ရင်းထဲကကလေးတွေကလည်းကရင်ပြည်နယ်ထဲမှာအများကြီးရှိတယ်။အဲ့လိုမျိုးတွေရှိတယ်။အဲ့တော့ဒီချိန်မှာအားလုံးကစူပေါင်းမှုအတွက်စူပေါင်းပြီးတော့မှအကြမ်းဆစ်ကောင်စီကိုကျွန်တော်တို့တွေကဖျက်လိပြတ်အနေနဲ့ပြန်လောရတော့မယ့်ကာလဖြစ်တယ်။ပြက်ပြက်သားသားနဲ့ကြိုက်ပြရတော့မယ့်ကာလဖြစ်တယ်။ဒီချိန်မှာကျွန်တော်တို့ကဆယ်လီနောက်တွေလိုက်လို့မရဘူးလား။ဒီချိန်မှာကျွန်တော်တို့က ဟိုအော်ဆယ်လီနောက်ကိုလိုက်လို့မရဘူး we are the one ဖြစ်ရမှာကျွန်တော်တို့ဆယ်လီနောက်တွေလိုက်ခဲ့ပြီးသွားပြီ၄နှစ်တာအတွင်းမှာဘာအကျိုးအမျက်မှမရှိခဲ့ဘူးဆယ်လီနောက်ကိုလုံးဝမလိုက်ပါနဲ့ team group နောက်ကိုလိုက်ပါနော်ဟိုအများအားပေါ့နော်အများအားနောက်ကိုလိုက်နော်ဟိုတဦးတယောက်ကောင်းတဦးတယောက်နာမည်ကြီးချင်းအဲ့လိုမျိုးနောက်ကိုမလိုက်နဲ့တူတယောက်ရဲ့နာမည်ကြီးချင်းနောက်ကိုလိုက်ခဲ့တာကကလေးတွေ အများကြီးအသက်ပေးခဲ့ရပြီးပြီကလေးတွေအများကြီးကြဆုံးခဲ့ရပြီးပြီเนาะအများကြီးဆုံးချုံနေတာမှုတွေရှိခဲ့ရပြီးပြီဟုတ်တော့เนาะအဲ့တော့တူတူယောက်နာမည်ပေါ်ထွန်းရေးတော့ကိုကျွန်တော်ကမသွားဘဲနဲ့ကရင်ပြည်နယ်ရဲ့ကရင်ပြည်နယ်ဆိုလို့ရှိရင်ကရင်ပြည်နယ်ရဲ့အမျိုးသားရေးအတွက်ကိုဒါကျွန်တော်တို့တွေကဘလို့တက်မဲ့ပြီးတော့มาသွားကြမလဲဘလို့ကရင်ပြည်နယ်မှာရှိနေတဲ့မိတင်းနေထိုင်ကြတဲ့ပြည်သူလူထုတွေအားလုံးရဲ့အနာဂတ်အတွက်ကို လုံခြုံနှွေးထွေးမှုတို့တွေဘယ်လိုပြီးမလဲသူတို့တွေရဲ့ဘဝတွေအားလုံးကိုအကြမ်းမဲ့ဆက်အာနာရှင်ရဲ့လက်အောက်ကနေဘယ်လိုကယ်တင်မလဲဆိုတဲ့အတွေးအခေါ်မျိုးစဉ်းစားမှုမျိုးကိုကျွန်တော်တို့ကတွေးတောရတော့မဲ့အချိန်ကာလဖြစ်တယ်အကြမ်းဖက်စစ်ကောင်စီကဒေလီသူတို့လုံပြလိုက်တယ်တက်မခွန်မှလုံပြလိုက်တာမင်းတို့တွေကအမြဲတမ်းသွေးကွဲနေတာပါမင်းတို့မင်းတို့ကရင်နေရာကြီးလိုက်ရင်အမြဲတမ်းသွေးကွဲနေတာပါအ မင်းတို့ကင်တွေကအများနဲ့ကြီးလိုက်လို့ချင်းမစည်းလုံးမှုမင်းတို့ကင်တွေကအများနဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့တူနဲ့တူတိုက်ခိုက်နေတာပါအဲ့ဒါမင်းတို့ရဲ့အားနည်းချက်ပဲအဲ့တော့မင်းတို့နွားကွဲတော့ငါတို့ကတော့ဝင်ဆွဲမှာပဲဝင်လုံးမှာပဲဆိုတဲ့အတွေးခေါ်မျိုးအကြမ်းမဲ့စစ်ကောင်စီမှာရှိတယ်အဲ့တော့ကျွန်တော်ပါလောက်ကြမယ်နော်ကျွန်တော်ခွဲခြားလို့မရတော့ဘူးဖလုံမဲဖြစ်ဖြစ်တောင်ပေါ်ကင်မဲဖြစ်ဖြစ်တောင်အောက်ကင်မဲဖြစ်ဖြစ်ကျွန်တော်တို့တော့ခွဲလို့မရဘူး မင်းကတောင်အောင်กินမို့လို့ကျွန်တော်တို့သွားခွဲလို့မရမင်းကတောင်မောင်กินမို့လို့ကျွန်တော်တို့သွားခွဲလို့မရကျွန်တော်တို့ကဒီနေ့ဒီချိန်မှာဒီလိုစကားလေးတွေကိုပြောတတ်တာဟာနှွေဦးတော်လိုင်းမှာလည်းပါဝင်တယ်กินပြည်နယ်ကိုလည်းသွားတယ်ရေกินနဲ့ပတ်သက်တဲ့ယဉ်ကျေးမှုအမွေအနစ်တွေကိုအယတ်တံမို့ထားတယ်ကျွန်တော်တို့မသိကျွန်တော်တို့အရင်တော့ဆိုဟိုတော်လိုင်းမတိုင်ခင်တော့ဆိုလို့ရှိရင်กินပြည်နယ်အကြောင်းကျွန်တော်တို့နားမလဲเนาะကေလူမျိုးတွေအကြောင်းကို ဟိုအပေါ်ရံမဲ့ကျွန်တော်တို့နားလည်ခဲ့တယ်ညာဒါပေမဲ့ဒီတွန်လိုင်းကိုလှုပ်တဲ့အခါမှာအမိုးလို့ခေါ်ပြီးတော့မှထမင်းတွေဝင်စားရတယ်เนาะအပားလို့ခေါ်ပြီးတော့မှကျွန်တော်တို့တွေကနားကိုရနေရာတွေကိုရခဲ့ကြတယ်အဲ့ဒီအမှတဆင်ကျွန်တော်တို့ယဉ်ကျေးမှုတွေအမွေနစ်တွေကျွန်တော်တို့တွေကပြန်ပြီးတော့မှနားလည်ခဲ့ရတယ်အဲ့ဒီတော့အဲ့ဒီအဲ့ဒီတဲမှာမှဩကင်းပြင်းနဲ့မှအဖွဲစီတွေကဒီလို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 ရှိတယ်ဆိုတော့အရာတွေအားလုံးကိုကျွန်တော်တို့ကထပ်ဆင့်ကျွန်တော်တို့ကပြန်လဲပြီးတော့မှနားလည်ရတဲ့ အနေထားပြန်နားလည်းတိကျွမ်းသွားတဲ့အနေထားမျိုးရောက်လာအဲ့တော့ဒီလိုမျိုးအချိန်အခါမှာကျွန်တော်တို့ကဘာကြောင့်ဒီလိုစကားတွေကိုပြောနိုင်နာတာလဲဆိုလို့ရှိရင်ပြင်ပြင်းနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့တွေအားလုံးဟာအောက်ခြေသိမ်းအလုပ်လုပ်ခဲ့လို့ဒါမျိုးလေးလေးတွေကျွန်တော်တို့ကအကြံပြုနိုင်တာဖြစ်တယ်အကြံပြုနိုင်တာဖြစ်တယ်ဝိညာဉ်ပေးပေးတာဖြစ်တယ်အဲ့တော့ကလေးတွေအားလုံးမှာဒီလိုမျိုးစကားတွေပြောလာပြီ ကလေးတွေအတော့မှဒီလိုမျိုးအတွေးခေါ်တွေရှင်းတန်းနေပြီကလေးတွေလူငယ်တွေမျိုးဆက်တိတွေတော့မှဒီလိုမျိုးအတွေးခေါ်တွေရှင်းတန်းနေပြီဆိုလို့ရှိရင်စောချစ်သူတို့ကဘာလုပ်နေတာလဲဟောစောချစ်သူတို့ကဘာလုပ်နေတာလဲပြန်ပြီးတော့မှကိုကိုကိုမိကုန်းပြန်ပြီးပါနော်အဲ့တော့သူ့အဖွဲ့စည်းကိုအဖွဲ့စည်းဂျားမှာကာထားတဲ့အုတ်တိုင်းနေရန်နေအကုန်ဖြိုချပါ အားလုံးပေါင်းပါနော်အာနာရှင်ကိုတော်လန်နေဆိုတဲ့ပြစ်မှတ်တစ်ခုတည်းကို ထားပြီးတော့မှကျွန်တော်တို့ခီးဆိုင်မဲ့အချိန်ဖြစ်ပါတယ်နော်ဒီကြားပြန်ကိစ္စနဲ့ပတ်သက်ပြီးတော့မှလဲစောချစ်သူမှာအဖြေအကုန်ရှိပြီးသားပဲဘယ်ကနေဘလို့တွေဖြစ်ပေါ်လာတာလဲဘယ်ကနေဘာတွေဖြစ်ပေါ်လာတာလဲသူတို့မှာအဖြေအကုန်ရှိပြီးသားပဲအဲ့တော့အားလုံးပူးပေါင်းရမယ့်အချိန်ဖြစ်ပါတယ် တော်လိုင်းလောက်တယ်ဆိုတာနှစ်ကြာလေးစီးလုံးလေးဖြစ်ရမယ်နှစ်ကြာလေးသွေးကွဲလေးမဖြစ်ရအောင်နှစ်ကြာလေးစီးလုံးလေးနှစ်ကြာလေးစီးလုံးလေးနှစ်ကြာလေးစီးလုံးလေးရတော်လိုင်းလုံလုံနဲ့မြေပြန့်ဒေသအကြောင်းအရာတွေနားလဲရမယ်တော်လိုင်းလုံလုံနဲ့ရခိုင်ပြည်နယ်အကြောင်းအရာတွေတော်လိုင်းလုံရင်လုံနဲ့တနင်္သာရိုင်တိုင်းဒေသအကြောင်းအရာတွေတော်လိုင်းလုံလုံနဲ့တိုင်းနယ်ပြည်နယ်၁၄ခုအကြောင်းအရာတွေနားလဲပြီးတော့မှကျွန်တော်တို့တွေဟာပို့ပြီးတော့မှစီးစီးလုံလုံနဲ့ဒီအာနာရှင်ပြစ်မှတ်တွေကိုဖြိုခွင်းနဲ့စီကိုကျွန်တော်တို့ကခြေလန်းလှမ်းရမှာဖြစ်ပါတယ် သူ့ကိုရမယ်အချိန်မဟုတ်ပါဘူးသူ့စီရမယ်အချိန်ဖြစ်ပါတယ်ကရင်ပြည်နယ်ရဲ့အနာဂတ်ကိုကရင်အမျိုးသားရေးတွေကရင်ပြည်သူလူတွေကရင်မျိုးဆက်သစ်တွေကရင်ပြည်နယ်မှာရှိနေတဲ့ပြည်သူလူထုအားလုံးသူ့စီညီညွတ်မှသာလေကောင်းမွန်သောအနာဂတ်တစ်ခုပေါ်ပေါက်လာမှာဖြစ်ပါတယ်အကြမ်းမဆစ်ကောင်စီရဲ့လက်ထဲကိုဖူးကျွေးခံမလားကရင်အမျိုးသားရေးအဖွဲ့တွေအားလုံးစုစည်းပြီးတော့မှဝီရတဝမ်းဆိုပြီးတော့မှလူငယ်မျိုးဆက်သစ်တွေကိုပါဆွဲခေါ်ပြီးတော့မှ ဒီအာနာရှင်ကို အမြင့်ဖြတ်မလားအဲ့ဒီအဖြေကိုပေးရတော့မယ်အချိန်ဖြစ်တယ်လူငယ်တွေကအရှိမပေးခိုင်းနေတာကြာပြီမျက်မျက်စီလုံးမှာမျက်မျက်စီလုံးမှာအာနာရှင်ကိုအပြက်ချပါအာနာရှင်ကိုအပြက်ချိတ်ပါဖာတီတို့ဘလောက်လိုသလဲနော်နှစ်ဘူးကချွေချီမာတိကြတဲ့အရာတွေနဲ့ဝိုင်းဝန်းကြတယ်ဝိုင်းဝန်း support လုပ်ကြတယ်ပေးကြတယ်နော်လုပ်ကြတယ် လူငယ်တွေပြည်သူလူထုရဲ့အားတွေကိုစောစောစစ်စစ်တီးခဲ့လို့ရှင်လေဒီချိန်မှာအဲ့တော့အခုအချိန်မှာကတော့ပုံပြီးစီးစီးလုံးလုံးနဲ့ငါတို့တွေဒီကရင်ကရင်ပြည်နယ်ရဲ့အနာဂတ်ကရင်အမျိုးသားရေးအတွက်ရှင်သန်ကြမဲ့သူတွေဖြစ်တဲ့ကရင်ပြည်ရဲ့အနာဂတ်ကိုကရင်အမျိုးသားရေးတွေဟာလားအားလုံးနဲ့သက်ဆိုင်နေပြီးတော့အာဏာရှင်ကိုတွန်းလှန်တဲ့လူငယ်တွေမျိုးဆက်တွေကိုတို့တွေဒီဘယ်လိုမျိုးဥဆောင်ကြမယ်ဆွဲခေါ်ကြမယ်ဆိုတဲ့အရာမျိုးအကောင်းဆုံးနဲ့အတူ အာနာရှင်ကိုအမြင့်ဖြတ်ချေမွားတော့မယ်အချိန်ကာလဖြစ်ပါတယ်လို့ပဲပြောချင်ပါတယ်။မြ мян လေးကျွန်တော်တို့စီစဉ်ပါအကြမ်းမစစ်ကောင်စီကစိန်လာခေါ်တဲ့ပုံစံလိုမျိုးလှုပ်ချလိုက်တဲ့အနေအထားမျိုးတွေ့ရတဲ့အတွက်ကြောင့်เนาะသူကမေဃာတာစခန်းမှာပဲသွားကြည့်လိုက်ဖျားစီဒီပထိုးတွေကိုလည်းသူပဲဂျက်ဖိုက်တာနဲ့လာဖြက်စီးထားတာကွန်ကရစ်မှာရှိနေတဲ့ဖုံကြီးเจ้าနေတစောင်းတိုင်းတွေလည်းသွားကြည့်လိုက် သူပဲ အကြမ်းဖက်စစ်ကောင်စီမှာဖျားတရားဆိုတာမရှိဘူးဖျားတရားဆိုတာသူတို့မရှိဘူးသူတို့ရဲ့စိတ်ထဲမှာဘလို့ရက်ဆက်ရမလဲဘလို့ယုံမာရမလဲဘလို့ဟိုဟာလောက်ရမလဲအဲ့ဒါပဲသူမှရှိတယ်အဲ့တော့အားလုံးဘာလို့မလဲဒီချိန်မှာ အမြဲဆုံးစီစီလုံးလုံးရှိရမယ့်အချိန်ဖြစ်ပါတယ်လို့ပဲအကြံပြုပြရစေနော်အကြံပြုပြရစေအဲ့တော့အာနာရှင်ကိုတွန်းလှန်ခြင်းမှာ အမြဲဆုံးစီလုံးမှာအမြဲဆုံးညီညွတ်ပါအမြဲဆုံးပူပေါင်းမှာအမြဲဆုံးနော် ဒါကျွန်တော်တို့အားလုံးလက်တွဲညီညီနဲ့အတူချီတက်ပါလို့ဒါကျွန်တော်တို့အကြံပြုချင်ပါတယ်နော်အကြံပြုချင်ပါတယ်အားလုံးနောက်ပြမသက်ဆိုင်ရာအစိုးရအဖွဲ့အစည်းအသီးသီးများနော်လူငယ်အဖွဲ့အစည်းအသီးသီးများနော်တော်လိုင်းအဖွဲ့အစည်းအသီးသီးများအားလုံးတနိုင်ကန်လုံးတရိဝရိယကြီးမားစွာထားတော်မယ့်အချိန်ဖြစ်ပါတယ်ဘာကြောင့်လဲဆိုအကြံမဲ့စစ်ကောင်စီကရုရှားကိုသူခေါ်သွားတာဒီသူနဲ့အတူတူတေပေါ်တေပတ် ခရိုနီအာနာရှင်တွေကိုသူခေါ်သွားပြီးပြီဖြစ်ပါတယ်။အဲ့တော့သူသူ့ဘက်ကတော့သူယုံမှဖို့အတွက်ကိုပဲသူစဉ်းစားနေတော့မှာ။ရုရှားနဲ့ပူးပေါင်းပြီးဘယ်လိုသူယုံမှမလဲ။မင်းအောင်လည်းအစကတည်းကတော့ရုရှားဆရာတင်နာလीနော်။ဆရာတင်နာတာဆိုတဲ့အခါကျတော့သူဘယ်လိုမျိုးယုံမှမလဲ။ဘယ်လိုလုပ်မလဲ။ဘယ်လိုအတင်းဖိမလဲ။ဒါတွေပဲဆိုတော့အားလုံးတနိုင်ကံလုံးတတိဝိရိယကြီးမားစွာထားရတော့မယ်ကာလဖြစ်ပါတယ်လို့ပဲပြောချင်ပါတယ်။နော်။အဲ့တော့ အထူးသတိရှိကြဖို့เนาะတိုက်တွန်းလိုက်ပါတယ်ယေရှုတင်ပါတယ်ဒီလောက်ပါပဲเนาะအားလုံးအဲ့တော့မြန်မြန်စီးလုံးပါမြန်မြန်ညီညွတ်ပါမြန်မြန်သွေးစီးပါเนาะအားလုံးမြန်မြန်သွေးစီးပါเนาะလူငယ်တွေကိုမြန်မြန်ဆွဲတင်ပါလူငယ်တွေကိုမြန်မြန်နေရပေးပါเนาะပညာတတ်လူငယ်တွေအများကြီးရှိပါတယ်เนาะကရင်ပြည်နယ်မှာပညာတတ်လူငယ်တွေအများကြီးရှိပါတယ်မြင်မြန်နေရပေးပါမြင်မြန်စီးလုံးပါမြင်မြန်ဆွဲတင်ပါလို့အကြံပြုရင်းနဲ့အတူဒီနေ့ည live ကိုရနာပါမယ်